ေလုယာယနေ့မှာအသက်ရှင်ရှောင်လန်းရမယ်နှုတ်ကပတ်တော်ကောင်းစင်ကားတော့ဖြစ်ကြည်မျော်၍အသက်ရှင်ပါဆိုတဲ့ကောင်းစင်လေးဖြစ်ပါတယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုစိစိကြည်မျော်လက်တင်ဤမျက်စိကိုနှုတ်ကပတ်တော်ပေါ်ရင်သာထားရှိရမှာဖြစ်တယ်။တင်ရဲ့မျက်စိအာယုံကအခြားမြည်သည့်အရာပေါ်မှာထားရှိခြင်း မရှိရပါဘူး hallelujah ကျမ်းစာကိုကြည်ရအောင် he be kanji sinni အကန်းငယ်နှစ်ယုံကြည်ခြင်းကိုအစအဦးစီရင်၍စုံလင်စီတော်မူသောသခင်ယေရှုကိုစစ်စစ်ထောက်ရှုကြကုန်အာ hallelujah ယုံကြည်ခြင်းကို အစအဦးတွေကစီရင်ပြီးတော့မှစုံလင်စီတာလေယေရှုခရစ်တော်ပဲဖြစ်တယ်။အဲ့ဒီထိုးသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းကိုစီရင်ပြီးတော့စုံလင်စီတဲ့ယေရှုခရစ်တော်ကိုစီစီထောက်ရှုရမယ်။စစ်စစ်ကြည်နေရမယ်လို့ကျမ်းစာကဖော်ပြထားတယ်နော်။ထိုးသခင်သည်မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်ရှက်ကြောက်သောအရာကိုမမက်ပေလောကတိုင်း၌ ခံပြီးမှဘုရားသခင်ဤပလင်တော်လက်ရဘက်၌ထိုင်နေတော်မူ၏ဟာလေလုယာရာခရှိတိတိခိစိယေရှုခရစ်တော်ကသူ့ရဲ့ရှေ့မှာထားတဲ့ဝမ်းမြောက်ခြင်းဟာလေလုယာအကြောင်းကြောင့်သူဘယ်အရာကိုမှမရှက်ဘူးဘယ်အရာကိုမှမကြောက်ဘူးဘယ်အရာကိုမှမမတ်ဘူးလောကတိုင်းမှာသူကိုယ်တိုင်ခံခဲ့ပြီးတော့မှ ဘုရားသခင်ရဲ့ပလင်တော်လက်ရဘက်မှာယနေ့တန်ရဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်မိတ်ဆွေတင်းရဲ့အသက်တာမှာရာခစီဒီဒီကမဲတော်ရဲ့ပလင်တော်ရှိကိုတင်းရောက်ခြင်းနဲ့ဆိုရင်ရာခစီဒီဒီတင်းကမဲတော်ရဲ့ပလင်တော်ရှိမှာဝမ်းမြောက်ခြင်းအကြောင်းကိုတင်းရရှိပိုင်ဆိုင်ဖို့အတွက်ဘယ်အရာကိုမှတင်းမကြောက်ပါနဲ့။ဘယ်အရာကိုမှတင်းမရှိပါနဲ့။ယေရှုခရစ်တော်ကလဝါကတိုင်မှာသူခံရမယ့်အရာကိုသူမမှတ်ခဲ့ပါဘူး။ င်းရဲ့ဘွားတက်တာမှာတင်ခံရတဲ့အရာတွေတင်မှတ်သားပြီးရက်တန့်သွားဖို့မဟုတ်ပါဘူး။ဘုရားသခင်ခမဲတော်ဘုရားရဲ့ပလင်တော်မှာတင်ဝတ်မြောက်ခြင်းအပြည့်နဲ့ရက်တန့်တဲ့အရာကိုစစ်စစ်ကြည့်ပြီးတော့မှတင်အသက်ရှင်တန်ရမှာဖြစ်တယ်။ဟာလေလုယ။ဒန်နီယယ်ဆိုတဲ့ကျောင်းသားလေးတယောက်ကသူဟာဆိုလို့ရှိရင်ကျူရှင်လကတွေကိုသူပေးရတော့မှဖြစ်တယ်။ နစ်ကုံနဲ့တိသူကြောင်းတက်တဲ့ကျူရှင်လကတွေကိုသူ့ရဲ့မိဘတွေကပီးချီနိုင်ခြင်းမရှိသေးဘူးဖြစ်တယ်အဲ့တော့ကြောင်းကလည်းသူ့ကိုအာကြောင်းလကတွေတောင်းနဲ့ငွေတောင်းခံလွတ်ဟိုအချိန်ချင်းသူ့အိမ်ကိုပေးပို့ခဲ့တယ်ဒါပေမဲ့သူမိဘတွေရဲ့တက်တာမှာသူ့ရဲ့ကြောင်းလကကိုပီးချီနိုင်ခြင်းမရှိသေးဘူးဖြစ်တယ်ကြောင်းကနောက်ဆုံး တတိပေးစာကိုပို့တယ်ဒန်နီယယ်ကเจ้าလားစာကိုမသွင်းဘူးဆိုရင် လာမဲ့နှစ်ကိုเจ้าတက်ခွင့်ရတော့မှာမဟုတ်ဘူးဆိုတဲ့တတိပေးစာကိုပေးပို့ခဲ့တယ်ဒါပေမဲ့ဒန်ယီလာကဒန်နီယယ်ကသူပထမဦးဆုံးသူလှောက်ဆောင်တဲ့အရာကเจ้าလားကကို ပေးချနိုင်ဖို့သူမကြိုးစားပါဘူးသူတခုပဲလှောက်ဆောင်ခဲ့တယ် ဘလို့လှောက်ဆောင်ခဲ့လေဆိုသူ့ဘဝမှာကြုံတွေ့နေရတဲ့ငွေရေးကြီးဆန်ရအခက်ခဲကိုဖြေရှင်းဖို့အတွက်သူနှုတ်ကပတ်တော်နဲ့ပြန်တုံ့ပြန်ခဲ့တဲ့နှုတ်ကပတ်တော်ကိုသူစိတ်စိတ်ကြည့်ရှုတယ်နှုတ်ကပတ်တော်ကိုသူစဉ်းစားတယ်သူပြီးချရမယ့်ကြောင်းလာစရာတွေကိုသူမစဉ်းစားဘူးနှုတ်ကပတ်တော်ကိုသူဖတ်တယ်နှုတ်ကပတ်တော်ကိုကြည်ညာတယ်သူရဲ့ငွေကြီးစိန်ခေါ်မှုတွေပေါ်မှာ နှုတ်ကပတ်တော်ကိုသူမွတ်ဆိုတယ်နှုတ်ကပတ်တော်ကိုစစ်စစ်ကြည့်ရှုပြီးတော့မှဒီနှုတ်ကပတ်တော်တိုင်းသူထိုးကြောင်းလာစားတွေကိုပြီးချိန်နိုင်ပြီဖြစ်ကြောင်းသူဝန်ခံတယ်နှုတ်ကပတ်တော်နဲ့ပဲသူကမျက်လုံးကိုအာယုံကိုမလွဲဘူးသူ့ရဲ့မပြီးနိုင်ခြင်းမိဘတွေရဲ့ပြီးချိန်ခြင်းမရှိနိုင်တဲ့အရာမှသူအာယုံမထားဘဲနဲ့နှုတ်ကပတ်တော်ကိုပဲသူအာယုံထားပြီးတော့မှသူကြီးညာတယ် အာယုံကိုအပြည့်အဝထည့်တဲ့အခါမှာသူ့ရဲ့အချိန်ရောက်လာတဲ့အခါမှာသူရှင်ကကိုအပြည့်အဝပြီးချေနိုင်တဲ့အထိကိုခွင့်ရေးတကားတွေကိုဘုရားသခင်ကဖွင့်ပေးခဲ့တာဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်မိတ်ဆွေသင်ရဲ့တက်တာမှာသင်ကြုံတွေ့နေရတဲ့ရင်ဆိုင်နေရတဲ့အရာတွေအတွက်ဒီဘေးအရာကိုမျှမကြည့်မြော်ပါနဲ့။ သင်ကြည့်မျော်ရမယ့်အရာကနှုတ်ကပတ်တော်ဖြစ်တယ်။ဟာလေလုယာ။နှုတ်ကပတ်တော်တီးဟူသောယေရှုကိုသင်ကြည့်မျော်ရမှာဖြစ်တယ်။နှုတ်ကပတ်တော်တီးဟူသောယေရှုကိုသင်ကြည့်မျော်ပြီးတော့ထိုနှုတ်ကပတ်တော်ကိုသင်စိန်ခေါ်မှုရဲ့အပေါ်မှာကြီးညာပါ။ဟာလေလုယာ။သင်စိန်ခေါ်မှုရဲ့အထက်မှာနှုတ်ကပတ်တော်ကိုသင်စင်စားစင်ခြင်းမှာ ထိုနှုတ်ကပတ်တော်ကအလုလုဆောင်လာမှာဖြစ်တယ်။ယောဟန်ခန်းကြီး3ခန်းငယ်14ကိုကြည့်ရအောင်။မောရှိသည်တော၌မွေကိုမြောက်ထားတကယ်သူ လူသားသည်မြောက်ထားခြင်းကိုခံရမည်။ဟာလေလုယ။ခန်းငယ်15ကိုဆက်ကြည့်မယ်ဆိုရင် အကြောင်းမူကားထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကို ရမိအကြောင်းဒီလို့ဖော်ပြထားတာဖြစ်တယ်။ဟာလေလုယ။ဒီကျမ်းစာမှာဆိုရင်ဘုရားသခင်က symbol တစ်ခုကိုဖွင့်ပြထားတာဖြစ်တယ်။မောရှိကိုဘာလို့ခိုင်းတယ်လဲဆိုတော့တော်ရဲမှာဣတိရလူမျိုးတွေကမီးမွေကြိုက်ပြီးတော့မှအစိတ်တက်နေတယ်။အစိတ်တက်နေတဲ့အခါမှာသူတို့မှဖြည့်စည်းမရှိဘူးဖြစ်တယ်။ဒီအစိတ်ကြောင့်သူတို့နာကျင်တယ် တို့တွေကဒီအစိမ့်ကြောင့်ဒီမိမွေကြိုက်လို့ရတဲ့ဒဏ်ရာအစိမ့်ကြောင့်အစိမ့်တက်ခြင်းကြောင့်သူတေဆုံးကြတယ်အဲ့ဒီခါမှာဘုရားသခင်ကနီလန်တစ်ခုပြီးတယ်မောင်ရှိကမင်းကကြီးဝါကိုယူပြီးတော့မှမွေအယုတ်ကိုလောက်ပါအဲ့ဒီမွေအယုတ်ကိုတိုင်မှာချိတ်ဆွဲပြီးတော့မှမြောက်ထားပါမြောက်ထားပြီးတဲ့ခါမှာလူတွေကိုပြောရမယ် မီးမွေကြိုက်ပြီးအစိတ်တက်တဲ့လူတိုင်းကဒီကြေးဝမွေရုပ်ကိုကြည့်ရမယ်လို့မောရှိကိုမိန့်မှာထားတယ်။အဲ့ဒီမွေရုပ်ကိုမကြည့်တဲ့သူကတော့အစိတ်တက်ပြီးတော့မှတည်လိုက်မယ်။မွေရုပ်ကိုကြေးဝမွေရုပ်ကိုစစ်စစ်ကြည့်ရှုတဲ့သူကတော့တည်ခြင်းပေးရနေအနာရောဂါပေးကနေကင်းလွတ်မယ်လို့ ညွန်ကြားချက်တစ်ခုကိုပြီးခဲ့ရေးဆိုတွေ့ရတယ်။ထို့သူဘုရားသခင်ကပြုလုပ်ခြင်းဟာဆိုရင်လူတွေခံစားနေရတဲ့အရာလူတွေတက်နေတဲ့အစိတ်ကြောင့်သူတို့ရဲ့အာယုံတွေကိုလွှဲပြစ်ခဲ့တာဖြစ်တယ်။သူတို့ရဲ့အာယုံတွေကိုကြီးဝါမွေရုပ်ပေါ်တင်ခိုင်းခဲ့တာဖြစ်တယ်။ထိုနည်း၎င်းမဲ့ဘုရားသခင်က ယေရှုခရစ်တော်ကိုလဝါကတိုင်မှာတင်မြောက်ခဲ့တာဖြစ်တယ်။ယေရှုခရစ်တော်ကိုလဝါကတိုင်မှာတင်မြောက်ခြင်းဟာဘာလို့တာလေဆိုတော့တင်တို့ရဲ့အသက်တာမှာရှိနေတဲ့ခံစားနေရတဲ့ဝမ်းနည်းကြည်ခွေခြင်းနေနာကျင်ခြင်းနေစိတ်တကြခြင်းနေအနာယောဂါတွေပျက်စီးယွင်းခြင်းနေ hallelujah အားလုံး ဒုက္ခပြဿနာတွေကိုယ်လုံးကိုယေရှုခရစ်တော်ပေါ်မှာတင်ပြီးတော့မှရာခာစီတခရစ်တော်ကိုလဝါကတိုင်မှာတင်ပြီးခဲ့တာဖြစ်တယ်ထိုလဝါကတိုင်မှာချိတ်ဆွေးတဲ့ခရစ်တော်ကိုကြည်ညော်ပြီးတော့မှတင်ဟာဆိုလို့ရှိရင်အသက်ရှင်မယ်ဆိုရင်ရာခာစီတတခိစီရူဖိုစီတတခိစီတင်ရဲ့အသက်တာမှာ ကြုံတွေ့နေရတဲ့နာကျင်ခြင်းတွေဝမ်းနဲ့ချီခွဲခြင်းတွေစိတ်တကြခြင်းတွေနာယောဂါတွေဆုံးရှုံးခြင်းတွေအားလုံးကိုယေရှုခရစ်တော်ကယူဆောင်သွားပြီးမယ်လောကတိုင်းပေါ်မှာယူဆောင်သွားပြီးမယ်မိမ့်ပါခဲ့တာဖြစ်တယ်ဟာလေလုယာထိုမြတ်မကခရစ်တော်ကတည်ခြင်းကနေ ရှင်ပြန်ထမြောက်လာတဲ့ကံမှာတင်းတို့အတွက်အတ္တတော်အတ္တတာကိုလေပြီးအပ်မယ်လို့ပြောကြခဲ့တာဖြစ်တယ်ယောမအခန်းကြီး6ခန်းငယ်၄ဦးကြီးထို့ကြောင့်အတိခံတော်မူခြင်း၌ဗတ္တိဆံကိုခံတော်အဖြစ်ထိုသခင်နှင့်အတူတကြိုခြင်းကိုခံကြ၏အကြောင်းမူကားခရစ်တော်သည် ခမဲတော်၏ဘုံတကူအဖြစ် တည်ခြင်းမှထမြောက်တော်မူသည့်ဤသူငါတို့သည်လေအတိတ်တော်အတက်၌ကျင်လည်ရကြသည်ဟာလေလုယာသင်ရဲ့ဘဝတက်တာမှာရှိတယ်မကောင်းတဲ့အရာအလုံးစုံကိုခရစ်တော်ကယူဆောင်ပြီးတော့အသေးခံခဲ့တယ်သင်တက်တာမှာရှိမကောင်းတဲ့အရာအလုံးကိုတကြိုပြစ်ပလိုက်တာဖြစ်တယ်ဒါပေမဲ့မဆုံးသေးပါဘူးအဲ့နေရာမှာအဆုံးမတက်သွားပါဘူး ခရစ်တော်ကခမဲတော်ရဲ့ဘုံတကူနဲ့တည်ခြင်းကနေပြန်ရှင်ပြန်ထမြောက်လာတဲ့အခါမှာတင်းကိုလေအတ္တတော်အတ္တတာဘုရားသခင်ရဲ့ဘုံတကူအားဖြင့်တစ်တော်အတ္တတာနဲ့ပြန်လေထမြောက်စီခဲ့တာဖြစ်တယ်ဟာလေလုယတင်းကိုအတ္တတော်အတ္တတာနဲ့ပြန်လေရှင်သန်စီခဲ့တာဖြစ်တယ်ဟာလေလုယတင်းကိုဆုံးရှုံးခြင်းနေဝမ်းနေခြင်းနေကြည်ကွဲခြင်းနေပျက်စီးခြင်းနေတယ်မှာ အဆုံးမသက်သွားစီပါဘူး။တင့်ကိုဘုရားရဲ့ဘုံတကူနဲ့ရှင်တန်တဲ့အသက်တဲ့ပြန်လေထမြောက်လာစီတာဖြစ်တယ်။တင်ဟာဆိုလို့ရှိရင်တာမန်လူမဟုတ်တော့ပါဘူး။ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်တော့အသက်နဲ့တင်ရှင်တန်နေတယ်ဆိုရင်ရာဖာကစီဘုရားအသက်နဲ့အသက်ရှင်တော့သူဖြစ်နေတာဖြစ်တယ်။ဟာလေလုယာဒါကြောင့်တင်ယနေ့မှာ တခြားအရာဘယ်အရာကိုမှမကြည့်ပါနဲ့ရာခရှိတဲ့လဝကတိုင်ပေါ်မှာချိတ်ဆွဲထားတဲ့ယေရှုခရစ်တော်ကိုသိရဲ့ပြတနာတွေအထက်မှာမျောကြည့်ပါဟာလေလုယာခရစ်တော်ဒီယူတော့နှုတ်ကပတ်တော်ကိုသင်စစ်စစ်ကြည့်ရမှာဖြစ်တယ်ကျမ်းစာမှာအတိအကျပြောပြတာဖြစ်တယ် ်ယေရှုခရစ်တော်ကနှုတ်ကပတ်တော်ဖြစ်တယ်လူစာတိကို ခံယူလာတဲ့နှုတ်ကပတ်တော်ဖြစ်တယ်တိကျဖော်ပြထားပြီးသားဖြစ်တယ်ဒါကြောင့်တင်ရဲ့အသက်တာယနေ့ဘလို့အချိန်မျိုးကိုတင်ကြုံတွေ့နေရပါစေနှုတ်ကပတ်ခရစ်တော်ကြည့်သောနှုတ်ကပတ်တော်ကိုတင်စစ်စစ်ကြည့်ရှုပါထိုနှုတ်ကပတ်တော်ကိုတင်နှုတ်ကနေမွတ်စုပါတင်ရဲ့စိန်ခေါ်မှုတွေပေါ်မှာနှုတ်ကပတ်တော်ကိုပြောပါရာခရှိတိခရစ်တော်ကြည့်သောနှုတ်ကပတ်တော်ကိုဆေးလွတ်ပါရာခရှိတိ ထိုအခါထိုနှုတ်ကပတ်တော်ကသင်ရဲ့ပြတနာတွေပေါ်မှာရှင်တန်လာမှာဖြစ်တယ်။သင်ရှင်တန်လာတဲ့အခါမှာဖရာပုံနဲ့ဖရာရဲ့အောင်မြင်ခြင်းနဲ့ရှင်တန်လာမှာဖြစ်တယ်။ဟာလေလုယာထိုနှုတ်ကပတ်တော်ကသင်ရဲ့အမွေအနှစ်ဖြစ်တယ်။ဟာလေလုယာရာခစီတီတီကူစီ။ဒါကြောင့်ယေရှုခရစ်တော်ကသင်ကိုနှုတ်ကပတ်တော်အဖြစ်မွေးဖွားပေးလိုက်တာဖြစ်တယ်။သင်ကိုနှုတ်ကပတ်တော်အဖြစ် အခြေအနေအလုံးစုံကိုပြောင်းလဲပြီးတော့မှဒီအခြေအနေတွေရဲ့အထက်မှာထူးခြားစွာတင့်ကိုအသက်ရှင်တန်စီမှာဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်တင့်ရဲ့မျက်လုံးကအခြေအနေတွေပေါ်ကိုမကြည့်ပါနဲ့။ပြဿနာတွေပေါ်ကိုမကြည့်ပါနဲ့။စိန်ခေါ်မှုတွေပေါ်ကိုမကြည့်ပါနဲ့။အနှောက်အယှက်တွေပေါ်ကိုမကြည့်ပါနဲ့။နှုတ်ကပတ်တော်တည်ဟူသောယေရှုခရစ်တော်ပေါ်မှာစစ်စစ်ကြည့်ပါ။ရာခာစစ်စစ် ဖရားဘုံထင်ရှားလာမှာဖြစ်တယ်။ဟာလေလုယာ။ဖရားရဲ့နှုတ်ကပတ်တော်တည်ဟူသောရာခာရှိတိတိတိယေရှုခရစ်တော်ရဲ့ဘုံတော်ကတင့်ကိုအောင်မြင်ခြင်းဖြစ်ထင်ရှားစေလာမှာ။ဟာလေလုယာရာခာရှိတိကြွေဝခြင်းနဲ့ထင်ရှားစေလာမှာဖြစ်တယ်။အဖရားရဲ့အမွေခံဖြစ်ထင်ရှားစေလာမှာဖြစ်တယ်။ရာခာရှိတိတိ unlimited သင်ရဲ့အတ္တတာမှာဘယ်အရာကမှစီးတားလို့မရဘူးဘယ်အရာကမှကန့်တက်လို့မရတဲ့ရုပ်ခုရှိတီတီတီခိရှိတီတီရာဖာဖာဖာရကတာရှင်းသောဝိညာဉ်တော်ရဲ့ပြည့်ဝဆုံးလင်းခြင်းအတ္တတာနဲ့သင်ရှင်းတန်လျှောက်လာနိုင်မှာဖြစ်ပါလေဟာလေလုယာတန်ရှင်သောဝိညာဉ်တော်တကူနဲ့သင်ကအသက်ရှင်တော်သူဖြစ်လာဒါကြောင့်ယနေ့မှသင်ရဲ့မျက်လုံးကိုတခြားအရာတွေပေါ်မှာမတားပါနဲ့ နှုတ်ကပတ်တော်ပေါ်မှာအာယုံဆူဆိုင်ပါဟာလေလုယာညီအကိုတို့ယခုငါသည်တင်တို့ကိုဖျားသခင်၌အနံ့၏တင်တို့ကိုတိဆောက်ခြင်းက၎င်းတန်ရှင်းသူအပေါင်းတို့နှင့်အတူတင်တို့အားအမွေပေးခြင်းက၎င်းတက်နိုင်သောဘုရားသခင်ကြီးစွာတော်တရား၌လေတင်တို့ကိုငါအနံ့ဟာလေလုယာဒါကြောင့်တင်အားယုံနေကို ဘုရားသခင်ထံမှာအနံလိုက်ပါတိညာဘုရားသခင်ရဲ့အမွေခံဖြစ်ဟာလေလုယာဘုရားသခင်ကတင့်ကိုတည်ဆောက်ပေးပါလိမ့်မယ်ဘုရားရှင်ကောင်းကြီးပေးပါစေ